အဲ့ဒီ library မှာကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပြီးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လို့သူတွေအတွက်အထောက်အကူဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်အဲ့လိုမျှဝေတဲ့နေရာမှာကျွန်တော်တို့အစီအစဉ်များစွာရှိတဲ့အထက်ကဒီစီစဉ်ကတော့အများစိတ်ဝင်စားကြတဲ့အစီအစဉ်တွေကတခုဖြစ်တဲ့အခြေအနေတခုဖြစ်တဲ့ Russia Ukraine ပြည်ပကဆိုင်ရာသတင်းများစုစည်းမျှဝေခြင်းဖြစ်ပါတယ်ဗျာ ရုရှားယူကရိန်းနေတို့ပြိပကဆိုင်ရန်သတင်းများစုစည်းမှုအပိုင်း44ဖြစ်ပါတယ်။ဒီအပိုင်း44မှာကတော့ဖိအားပေးမှုကိုဥမျက်ဘူးလို့ပြောခဲ့တဲ့ရုရှားသမ္မတပူတင်နဲ့အမေရိကန်ရဲ့နောက်ဆုံးပိတ်ဆို့အရေးယူမှုခရက်။အဲဒီနောက်မှာတော့ယူကရိန်းတာဝန်ပြည့်လက်နက်စွမ်းရည်ထုတ်ပြောတဲ့ဇယ်လန်စကီနဲ့ရုရှားသမ္မတရဲ့တုံ့ပြန်စကား။ပြီးရင်ထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေနဲ့ယူကရိန်းကိုကူညီလိုတဲ့ဥရောပတပ်မကနဲ့တားမြစ်နေတဲ့ဘယ်လ်ဂျီယံအဲဒီနောက်မှာတော့ NATO ဖွဲ့ဝင်ဟန်ဂေရီရဲ့ယူကရိန်းပေါ်တင်းမာတဲ့သဘောထား အဲဒီနောက်မှာရုရှားကိုရည်ယူဖို့တရုတ်ကိုကူညီတောင်းနေတဲ့အမေရိကန်ပြီးရင်ကြာဆုံးစစ်သည်တထောင်ရဲ့ရုပ်ကျွင်းတွေရုရှားထံကနေယူကရိန်းလက်ခံရရှိတဲ့တဲ့အဲဒီနောက်မှာတော့ယူကရိန်းသမ္မတကအမေရိကန်နဲ့အမေရိကန်ရဲ့ Patriot လေကြောင်းကာကွယ်စနစ်ဝယ်ယူရေးစာချုပ်ချုပ်ဆိုရန်ရှိတယ်လို့ပြောဆိုတဲ့အချင်းတွေပြီးရင်တော့ရုရှားလေရင်ကျူးကျော်ခဲ့တယ်ဆိုတဲ့ Lithuania ရဲ့ပြောကြားချက်နဲ့နောက်ဆုံးမှာကတော့ဥရောပခေါင်းဆောင်တွေနဲ့ NATO ရဲ့ London အစည်းအဝေးမှာယူကရိန်းတက်ဂရီးပြုတ်မှုပြုလုပ်ခဲ့တဲ့အကြောင်းအရာတွေကိုစူးစိမျှဝေသွားမှာဖြစ်ပါတယ်ဗျာ။ ပထမဆုံးကတော့ဖိအားပေးမှုတွေကိုဥမျိုးဖူးလို့ပြောခဲ့တဲ့ရုရှားသမ္မတပူတင်နဲ့အမေရိကန်ရဲ့နောက်ဆုံးပိတ်ဆို့ရေးယူမှုခရက်ပါသတင်းနောက်တွင်တွေ့ဆုံချိန်မှာရုရှားသမ္မတပူတင်ကရုရှားနိုင်ငံဟာအမေရိကန်ဒါမှမဟုတ်အခြားနိုင်ငံတွေရဲ့ဖိအားပေးမှုကိုဥညွတ်မှာမဟုတ်ဘူးအဲ့ဒီအပြင်အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုအစ်တတွေကရုရှားရဲ့စီးပွားရေးကိုထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူးအမေရိကန်နဲ့ရုရှားဆက်ပြီးဆွေးနွေးဖို့ဆန္ဒရှိတယ်စသဖြင့်ပြောကြားသွားခဲ့တယ်လို့သိရပါတယ် အော်တိုဘတ်23ရက်မှာတော့ရုရှားသမ္မတကရုရှားကျင်းတဲ့ကုမ္ပဏီတွေအပေါ်အမေရိကန်ရဲ့ပိတ်ဆို့ရည်မှုအစ်တတရားရုရှားရဲ့စီးပွားရေးအခြေအနေကိုတိတိတသားတက်ရောက်မှုရှိမှာမဟုတ်ဘူးအဲ့ဒီပိတ်ဆို့ရည်မှုတွေကိုရုရှားဘော်ဖိအားပြန်ကြိုးပမ်းမှုလို့ခေါ်ဆိုခဲ့ပြီးတော့ဒီပိတ်ဆို့ရည်မှုတွေဟာရုရှားအမေရိကန်ဆက်ဆံရေးကိုခိုင်မာစေမှာမဟုတ်ဘူးလို့ပြောကြားသွားခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီလုံရဟာအကျိုးဆက်တွေအချို့ရှိမယ်လို့လည်းဆိုသွားခဲ့ကြောင်းသိရပါတယ်အမေရိကန်ဒီနောက်ဆုံးဆန်ရှင်ရဲ့ရိုက်ခတ်မှုတစ်ခုလို့ပြောရမယ်တဲ့ရင်တစ်ခုကတော့ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါက ရုရှားရေနံစိမ်းတွေကိုအဓိကဝယ်ယူသူဖြစ်တဲ့အိန္ဒိယရဲ့အကြီးမားဆုံးပုဂ္ဂလိကရေနံကုမ္ပဏီဖြစ်တဲ့ Reliance Industry က Rosneft နဲ့ Lukoil တို့ကိုအမေရိကန်ကအရေးယူပိတ်ဆို့ပြီးတဲ့နောက်ရုရှားရေနံစိမ်းဝယ်ယူမှုတွေကိုရပ်ဆိုင်းလိုက်တယ်ဆိုပြီးသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ကုမ္ပဏီချက်လက်ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Kepla ရဲ့အချက်လက်တွေအရအိန္ဒိယအစစ်အစပေါင်းရေနံစိမ်းတင်သွင်းမှုဟာတနေ့ကိုစီပေါင်း1.6တန်းခန့်ရှိပြီးတော့အဲ့ဒီကုမ္ပဏီနှစ်ခုထံကနေတနေ့ကို ရုရှားရေနံစိမ်းစီပေါင်း63,290 69ခန့်ကို Reliance ကစက်တင်ဘာမှာဝယ်ယူခဲ့တယ်လို့သိရပါတယ်။အိန္ဒိယကရုရှားထံကရေနံစိမ်းတင်သွင်းမှုဟာအရင်တုန်းကရေနံစိမ်းတင်သွင်းမှုစုစုပေါင်းရဲ့300ခန့်နှုန်းအောက်သာရှိခဲ့ပေမဲ့လက်ရှိအချိန်ဒီမှာတော့3ပုံ2ပုံအထိရှိနေခဲ့တာဖြစ်တယ်လို့သတင်းအချို့အရသိရပါတယ်။စတေမာလာမှာရုရှားရဲ့ရေနံစိမ်းတင်ပို့မှု38ရာခိုင်နှုန်းကိုအိန္ဒိယကဝယ်ယူခဲ့တာဖြစ်ပြီးတော့ 58ရာခိုင်နှုန်းဝယ်ယူခဲ့တဲ့တရုတ်ပြည်ရင်အိန္ဒိယဟာဒုတိယနေရာမှာရှိနေတာဖြစ်ပါတယ်။အမေရိကန်ဟာအိန္ဒိယကနေရုရှားစီကရင်းနှီးစိမ်းဝယ်ယူတာကြောင့်ဆိုပြီးတော့အိန္ဒိယကုန်စည်တွေအပေါ်ကိုစုစုပေါင်း90ခိုင်နှုန်းခွန်စီးကျက်ခဲ့ပါတယ်။ထရန့်ကတော့အိန္ဒိယကရုရှားစီကရင်းနှီးနေမဝယ်တော့ဘူးလို့သူကပြောတယ်လို့ဆိုပြီးမဲ့အိန္ဒိယဘက်ကတော့ဒါကိုအတည်ပြုခြင်းမရှိသေးပါဘူး။ writer ကတော့လွန်ခဲ့တဲ့ဒီဇင်ဘာက Reliance Industry ဟာရုရှားရေနံကုမ္ပဏီ Rosneft နဲ့တနစ်ကို ဒေါ်လာ7ဘီလီယံကနေ13ဘီလီယံတန်ဖိုးရှိတဲ့ရင်းနှီးစိမ်းတွေကို10နှစ်ကြာတင်သွင်းဖို့သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့ဆိုပါရတယ်။အဲ့ဒီအတိုင်းဆိုလို့ရှိရင်ဒီပမာဏဟာတနေ့ကိုစီပေါင်း9သိန်းခန့်ရှိတယ်လို့ယူဆရမယ့်သဘောမျိုးဖြစ်နေပါတယ်။အခုလိုဝယ်ယူမှုရဆိုင်ထားတဲ့အခြေအနေဟာအမှန်တကယ်သာဖြစ်ခဲ့ရင်တော့သူ့ဝယ်ယူမှုစုစုပေါင်း90ရာခိုင်နှုန်းကရုရှားစီကဖြစ်နေတာကြောင့်မလို့အဲ့ဒီကုမ္ပဏီကိုထိုင်လေထိခိုက်မှုရှိလာနိုင်တဲ့အခြေအနေမျိုးရှိနေတယ်လို့ဆိုပါရတယ်။ နောက်ထပ်အကြောင်းအရာတစ်ခုကယူကရိန်းတာဝန်ပြည့်လက်နက်စွမ်းကြီးကိုထုတ်ပြောတဲ့ဇလန်စကီးနဲ့ရုရှားသမ္မတရဲ့တုံ့ပြန်စကားပါ။ EU ထိုက်တီးအစည်းအဝေးကိုဧည့်သည်ဖြစ်လာတတဲ့ယူကရိန်းသမ္မတဗိုလိုဒီမိုဇလန်စကီးကအောက်တိုဘာ23ရက်ကဘရက်ဆဲမြို့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာယူကရိန်းရဲ့ပြည်တွင်းထုတ်တာဝန်ပြည့်လက်နက်တွေဟာကီလိုမီတာ3000မိုင်အဖြစ်1900အထိရောက်နိုင်တယ်လို့ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။သူပြောတာကအဲ့ဒီလက်နက်တွေဟာယူကရိန်းနိုင်ငံလုံးတာဝန်ပြည့်လက်နက်တွေဖြစ်တယ်လို့ဆိုသွားပေမဲ့ဘယ်လိုလက်နက်မျိုးဖြစ်တယ်ဆိုတဲ့အသေးစိတ်ထုတ်ဖော်မှုမျိုးတော့မတွေ့ရပါဘူး။ ယူကရိန်းသမ္မတဇလန်စကီရဲ့အပြောဆိုမှုနဲ့ပတ်သက်ပြီးရုရှားသမ္မတပူတင်ကတော့ဒါဟာစစ်ပွဲအရှင်ကိုပိုပြီးမြင့်တက်လာစေတယ်လို့တုံ့ပြန်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေနဲ့ယူကရိန်းကိုခုန်ကြီးလို့ရတဲ့ဥရောပသမဂ္ဂနဲ့တားမြစ်နေတဲ့ဘယ်လ်ဂျီယမ်မှာဘယ်လ်ဂျီယမ်မျိုးတော့ဘရက်ဆဲမှာကျင်းပတဲ့ထိပ်သီးစည်းဝေးမှာလာမယ့်နှစ်နှစ်အတွင်းယူကရိန်းကိုငွေကြေးထောက်ပံ့ဖို့မူအဖြစ်သဘောတူကြဖို့ဇလန်စကီကပြောဆိုနေခဲ့ပြီးမြေယူကရိန်းဆိုရကိုခုန်ကြီးဖို့နောက်နိုင်ငံတွေက ပိတ်ဆို့ထိန်းချုပ်ထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုသုံးမဲ့ဥရောပခေါင်းဆောင်တွေရဲ့အစီအစဉ်ကိုတားမြစ်ပိတ်ဆို့မယ်ဆိုပြီးဘယ်ဂျီယံဆိုရကချင်းချောက်နေပါတယ်။ယူကရိန်းနိုင်ငံတဲကိုရုရှားတင်ကားတွေစတင်ဝင်ရောက်လာခဲ့ပြီးတဲ့နောက် EU ဟာရုရှားဘူပန်ပိုင်ဆိုင်မှုအာမခံ SS Eurobillion 200နီးပါးကိုထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ယူကရိန်းအတွက်နှစ်နှစ်ကျော်ရမငွေထောက်ပံ့ရွေးချယ်စရာတွေကိုရှစ်ဆက်လုပ်ဖို့ဥရောပသမဂ္ဂ EU ခေါင်းဆောင်တွေကဥရောပကော်မရှင်ကိုအောက်တိုဘာ23ရက်နေ့ကတောင်းပေးရလိုက်ပြီးဖြစ်ပေမဲ့ ရုရှားဘူပန်ရမုံငွေများပြားကိုထိန်းချုပ်ထားတဲ့ဘယ်ဂျီယံရဲ့အပြင်းထန်ဆန့်ကျင်မှုတွေရှိနေပြီးတော့ရုရှားရဲ့ပိုင်ဆိုင်မှုအာမခံ SSD ကိုထုတ်ယူပြီးယူကရိန်းအတွက်ချင်းငွေများများချပေးမယ့်အစီအစဉ်ကိုမဆုံးဖြတ်နိုင်ခဲ့ပဲနဲ့ဒီဇင်ဘာကျမှဆုံးဖြတ်မယ်လို့သိရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ NATO ဖွဲ့ဝင်ဟန်ဂေရီရဲ့ယူကရိန်းပေါ်တင်းမာတဲ့သဘောထားပါ။အောက်တိုဘာ23ရက်ကဟန်ဂေရီနိုင်ငံဘူဒါပက်စ်မြို့ဟန်ဂေရီလွှတ်တော်အဆောက်အအုံရှိကော့ဆတ် ရင်းပြင်မှာကျင်းပတဲ့စုဝေးပွဲတစ်ခုမှာဟန်ဂရီဝန်ကြီးချုပ်ဗစ်ဒါအော်ဘန်က သူတို့ကစီးရဲမဟာမိတ်ရဲ့အဖွဲ့ဝင် ဖြစ်မလာနိုင်တယ်လို့စီးပွားရေးမဟာမိတ်အဖွဲ့ဝင်လည်းဖြစ်မလာနိုင်ဘူးလို့ဟန်ဂရီအစိုးရဟာဥရောပတမကမှာယူကရိန်းပါဝင်မှုကိုလက်ခံရညင်းပယ်ကြောင်းလေးထားပြောကြားခဲ့ပါတယ်။ဥရောပတမကကယူကရိန်းတို့ပမာဏကြီးမားတဲ့ယင်းဤထက်ဝင်မှုကိုလည်းဝေဖန်ခဲ့ပါတယ်။ဟန်ဂရီအနေနဲ့ငြိမ်းချမ်းရေးဘက်မှရည်တည်တယ်သူတို့အနေနဲ့ယူကရိန်းတို့တိုက်ပွဲဝင်မှာမဟုတ်တယ်လို့ ယူကရိန်းတို့လည်းအသေးခံမှမဟုတ်ဘူးသူတို့ကဟန်ဂေရီတို့ဘက်မွေးဖွားလာခဲ့ကြတာဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်။ဟန်ဂေရီယာဥရောပသမဂ္ဂနဲ့မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ဝင်နေတိုးရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ပေမဲ့ဗစ်တာအိုဘန်ဟာအနောက်တိုင်းကယူကရိန်းပေါ်စီးရဲကူညီပေးမှုတွေပေါ်အစဉ်တစိုက်တန်ရရှိတဲ့သဘောထားရှိသူလည်းဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကရုရှားကိုရေးယူဖို့တရုတ်ကိုအကူအညီတောင်းနေတဲ့အမေရိကန်ပါ။ အမေရိကန်သမ္မတထရန့်ကပူတင်နဲ့တွေ့ဆုံမဲ့ဆွေးနွေးပွဲကိုဖျက်သိမ်းလိုက်ပြီးတဲ့နောက်ရုရှားရဲ့ရေနံကုမ္ပဏီကြီးနှစ်ခုကိုအရေးယူမှုတွေပြုလုပ်ပြီးအခုချိန်ကျတော့ရုရှားနဲ့ဆက်ဆံရေးပြုလုပ်တဲ့အခါတရုတ်နိုင်ငံကအမေရိကန်ကိုကူညီပေးစေလိုတယ်ဆိုပြီးတော့လေယာဉ်ပေါ်မှာသတင်းတောက်တွေနဲ့တွေ့ဆုံချိန်မှာအမေရိကန်သမ္မတထရန့်ကပြောကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။သမ္မတထရန့်ကရုရှားနဲ့ဆက်ဆံတဲ့အခါမှာတရုတ်က တို့ကိုအကူအညီပေးစီလိုတယ်ရုရှားကိုကြီးမားတဲ့စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ထားတယ်ရုရှားအတွက်ကြီးမားတဲ့စီးပွားရေးထိခိုက်မှုတွေဖြစ်အောင်ဆက်ပြီးပိတ်ဆို့တံခတ်မှုတွေလုပ်သွားရမယ်ရုရှားနိုင်ငံကအင်အားကြီးနိုင်ငံဖြစ်လို့တရုတ်ကကူညီစေခြင်းနဲ့အားလုံးသိတဲ့အတိုင်းတရုတ်သမ္မတရှီနဲ့သူနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတယ်သူတို့နှစ်ယောက်ရဲ့ကြီးကျယ်တဲ့ဆွေးနွေးပွဲလည်းရှိတယ်ရှီနဲ့သူနဲ့ကောင်းမွန်တဲ့စီးပွားရေးကိစ္စတွေဆွေးနွေးဖို့စဉ်းစားထားတယ်တွေ့ဆုံမှုမှာရုရှားယူကရိန်းကြောင်းလဲပါဝင်မှာဖြစ်တယ်အဲဒီစစ်ပွဲဟာတပတ်အတွင်းလူပေါင်း9000ကျော်ကိုတည်စီနေခဲ့တယ် ။ရှီကလည်းဒီစပွဲကိုရပ်ဖို့ဆန္ဒရှိမှာပါဆိုပြီးပြောကြားသွားခဲ့တယ်လို့သိရပါတယ်။နောက်ထပ်ကြမ်းတာတစ်ခုကကြာဆုံးစစ်သည်တထောင်ရဲ့ရုပ်ကျွန်းတွေရုရှားထံကနေယူကရိန်းလက်ခံရရှိတာပါ။ယူကရိန်းနိုင်ငံကလက်ရှိဖြစ်ပွားနေတဲ့ပြိပက္ခအတွင်းကြာဆုံးတဲ့ယူကရိန်းစစ်သည်တွေလို့ယူဆရတဲ့ရုပ်လောင်းတွေကိုရုရှားကပြောတဲ့ရုပ်လောင်းတထောင်ကိုရုရှားနိုင်ငံထံမှလက်ခံရရှိခဲ့တယ်ဆိုပြီးအော်တိုဝါ23ရက်နေ့မှာယူကရိန်းကထုတ်ပြန်ပါတယ်အဲဒီရုပ်လောင်းတွေကိုယူကရိန်းကိုပြန်လည်သက်ဆောင်ရမှာနိုင်ငံတကာချက်ချင်းဒီကော်မတီကအကူအညီပေးခဲ့တယ်လို့ဆိုပါတယ် ဒီလိုမျိုးလူသေးယုံလောင်းစာဆုံးစစ်တီယုံလောင်းလဲလှယ်မှုဟာအချိန်ပေါင်းများစွာရှိခဲ့ပြီးဖြစ်ပါတယ်သို့တော့အဲ့ဒီအချိန်ပေါင်းများစွာလဲလှယ်မှုတိုင်းမှာနှစ်ပတ်ကြာဆုံးအချိုးကတော့တော်လေးကွာဟနေတာကိုလည်းတွေ့ရပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကယူကရိန်းသမ္မတကအမေရိကန်ရဲ့အမေရိကန်ရဲ့ Patriot လေကြောင်းတဲ့ကာကွယ်စနစ်ဝယ်ယူရေးစာချုပ်ချုပ်ဆိုရန်ရှိတယ်လို့ပြောကြားတဲ့သတင်းမှာ Interfax Ukraine သတင်းဌာနကအောက်တိုဘာ20ရက်မှာဖော်ပြမှု တစ်ခုပြုလုပ်ခဲ့ပါတယ်အဲဒါကယူကရိန်းသမ္မတဗိုလိုဒီမိုဇလန်စကီးကသူ့ရဲ့နိုင်ငံဟာပက်ထရီယော့လေကြောင်းရံကာကွယ်စနစ်25မြို့ကိုဝယ်ယူရေးအတွက်အမေရိကန်နဲ့စာချုပ်ချုပ်ကိုပြင်ဆင်နေတယ်လို့ဆိုပါတယ်ယူကရိန်းဟာသူ့ရဲ့ပထမဆုံးပက်ထရီယော့စနစ်ကို2023ဧပြီမှာစတင်လက်ခံရရှိခဲ့တာဖြစ်ပါတယ်ဇလန်စကီးကယူကရိန်းဟာဒီစနစ်တွေကိုအရေးကြီးလိုအပ်နေပြီးလုံခြုံရေးအာမခံချက်အဖြစ်ရည်ရှိမှာနောက်ထပ်အရေးအတွက်တွေလည်းထပ်မံလိုအပ်မှာဖြစ်တယ်လို့ဆိုသွားပါတယ် ဘက်ထရီယောင်းလေကြောင်းရန်ကာကွယ်စနစ်ဝယ်ယူဖို့အခြားနိုင်ငံတွေကလည်းစောင့်ဆိုင်းနေရပြီးမယ်ဇလန်စကီးကအမေရိကန်တွေနဲ့နိုင်ငံရေးအရယူကရိန်းကိုပံ့ပိုးဖို့ဆန္ဒရှိရင်အဲ့ဒီကာကွယ်စနစ်ကိုယူကရိန်းကိုဦးစားပေးရောင်းချနိုင်တယ်ဆိုပြီးပြောသွားခဲ့ပါတယ်မူလတိလာတဲ့သဘောတူညီချက်အရတော့ယူကရိန်းလူတွေကိုနေတို့ကဝယ်ပေးအမေရိကန်ကရောင်းပေးမယ်ဆိုတဲ့အစီအစဉ်မျိုးဖြစ်ပြီးမယ်အခုကတော့ဘယ်လိုပုံစံပေးချေဝယ်ယူလွှဲပြောင်းမယ်ဆိုတာတွေကိုတော့မသိရသေးပါဘူးနောက်ထပ်အကြောင်းအရာတစ်ခုကရုရှားလက်ရင်ကျူးကျော်ခဲ့တယ်ဆိုတဲ့လစ်သူရေးနီးယားရဲ့ပြောကြားချက်ပါ အောက်တိုဘာ23ရက်နေ့ကစုခွိုင်း330တိုက်လေရင်နဲ့ Illusion 78ဝေဟင်စီဖြစ်လေရင်ဒဇင်းဟာ Lithuania ဘလေးပိုင်းနဲ့ထဲမှာမီတာ900လောက်ပြန်တန်းခဲ့ပြီး18စက္ကန့်ကြာရှိနေခဲ့တယ်လို့ Lithuania စစ်တပ်ကပြောကြားလာခဲ့ပါတယ်။ Lithuania နဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးတော့ Baltic ပင်လယ်ဘက်မျက်နှာမူထားတဲ့ Russia ပိုင်းနယ်မြေဘက်ကနေ Lithuania လေးပိုင်းနဲ့ထဲဝင်ရောက်ခဲ့ကြတာဖြစ်ပြီးတော့ဒီချိန်နေကိုတုံ့ပြန်တဲ့အနေနဲ့နေတို့ချက်တိုက်လေရင်နှစ်စင်းကခြားဖြတ် ဟန်တားခဲ့တာလို့ဆိုပါတယ်လစ်သူရေးနီးယားသမ္မတကတော့ဒါဟာနိုင်ငံတကာဥပဒေနဲ့လစ်သူရေးနီးယားရဲ့ချုပ်ချာအာဏာကိုရက်ဆက်ကြမ်းကြုတ်စွာချုပ်ပေါက်ရရောက်ပြီးသူတို့အနေနဲ့ဒါကိုတုံ့ပြန်ဖို့လိုတယ်ဆိုပြီးဗီဒီယိုသတင်းစကားနဲ့ရုရှားဆိုရကိုဝေဖန်ချုပ်ချခဲ့ပါတယ်ရုရှားကဝေဝင်ကြီးဌာနကတော့အဲ့ဒီနေ့မှာပဲသူတို့ရဲ့လူမှုကွန်ရက်ကနေလေးနေဟာပြန်တက်မှုလမ်းကြောင်းကနေသွေးဖယ်မသွားသလိုအခြားနိုင်ငံတွေရဲ့နယ်နွေးကိုချိုးဖောက်တာလည်းမရှိခဲ့ဘူးလို့တုံ့ပြန်ထားတယ်လို့သိရပါတယ်ဒီနေ့မြန်မာ့ရဲ့နောက်ဆုံးအကြောင်းအရာကတော့ ဥရောပခေါင်းဆောင်တွေနဲ့ NATO ရဲ့လန်ဒန်အစည်းအဝေးမှာယူကရိန်းအတွက်ဂရုဂရုပြုမှုတွေပြုလုပ်ခဲ့ကြတာပါ။အော်တိုမား24ရက်ကဥရောပခေါင်းဆောင်တွေနဲ့ NATO ဖွဲ့အကြီးအကဲတွေကလန်ဒန်မှာဆန္ဒရှိသူများမဟာမိတ်အဖွဲ့တွဲဆုံမှုအပြီးယူကရိန်းကိုတာဝန်ပြလက်နက်တွေပေးပို့မှုနဲ့ဒေသရန်ကာကွယ်လက်နက်တွေပေးပို့မှုတိုးမြှင့်ဖို့ဂရုပြုခဲ့ကြတယ်လို့ဆိုပါတယ်။ဆွနဝဲပြည်မှာပြည်ထောင်ဝင်ကြီးချုပ်စတာမာ၊ Netherlands ဝင်ကြီးချုပ်၊ဒိန်းမတ်ဝင်ကြီးချုပ်၊နေဒိုးထွေထွေတွင်းမှုနဲ့ယူကရိန်းသမ္မတ Zelensky တို့တရိသာချင်းလွယ်ပြုလုပ်ခဲ့ကြပြီး ရုရှားရဲ့ရေနံနဲ့သဘာဝတန်းငွေကိုတန်ခတ်ရေးယူမှုတွေကိုပြည်ထောင်ကဥဆောင်ပြုလုပ်ခဲ့တယ်လို့အမေရိကန်နဲ့ဥရောပသမဂ္ဂကလည်းနောက်ကနေလိုက်လံလှုပ်ဆောင်ခဲ့ကြတယ်ပြည်ထောင်ဟာယူကရိန်းကိုပတ်စုံသုံးဒုံးကျည်9000ကျော်ပံ့ပိုးပေးဖို့စီစဉ်ထားပြီးဒုံးကျည်140ပေးဖို့ထားပြီးဖြစ်တယ်လို့ Kyivstar ကပြောကြားသွားခဲ့ကြောင်းသိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ရုရှားယူကရိန်းပြည်ပကဆိုင်ရာအကြောင်းအရာများစူးစမ်းမျှဝေခြင်းအပိုင်း44ကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့မျှဝေမှုတွေကိုနားဆင်ပြနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။